်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုမျှဝေပေးနေတဲ့ခိုင်မဝဲအမေဖြစ်ပါတယ်ကျွန်တော်ရဲ့ပြည်ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်က AI စနိုက်နဲ့ကြဲမျိုးဆက်ရှင်အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် AI စနိုက်နဲ့ကြဲမျိုးဆက်ရမှာဘယ်လိုပစ္စည်းကိရိယာတွေလိုအပ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်走了。 เนี่ยนะครับ เนี่ยนะครับฉีดใส่แม่ไก่ของลูกค้านะครับเนี่ยนะครับเนี่ยนะครับ ล็อกกว้างเลยครับล็อกกว้างฉีดทุกแม่ครับฉีดทุกแม่ที่ฟาร์มผมจะฉีดวันเว้นวันนะครับวันเว้นวันคุณนะครับดีท้ายไหนงานดีเจ้มวยมีเยอะชามาคุณนะครับเปียตัวดาบ่เนาะကျွန်တော်ကြည့်လိုက်တယ်အကိုတို့လည်းမြင်တဲ့အတိုင်းပဲပေါ့ဒီ AI စနိုက်နဲ့ကြဲမျိုးစရတာပေါ့ဒီကြဲ့ ိုကျဲမပါဘင်းနဲ့ဒီဖိုကျဲနဲ့မက်ကျဲကိုအတူတူမထားဘင်းနဲ့ဒီဖိုကျဲရဲ့ဒီတောက်ရည်ကိုယူပြီးတော့မှဒီမက်ကျဲကိုမက်ကျဲအင်ကာသေးကိုဒီတောက်ရည်ကိုထေးပြီးတော့မှရိုးစက်တာပေါ့ပြီးတော့မှမျိုးအောင်စေတဲ့စနိုက်ပြီးရင်မှဒီအိုးအောင်လောက်တဲ့စနိုက်ပေါ့အဲ့ဒီစနိုက်မှာခုနကပြတော့တာတင်မှာတော့ဒီဒက်ဆာရည်နဲ့သူရိုးတာတွေကိုတော့ဒီဆာရည်နဲ့ရိုးစက်ရိုးစက်တာကိုတော့သူပြတော့တာကျွန်တော်မတွေးလိုက်ဘူးဒါပေမဲ့ကျွန်တော်ဒီနေရာမှာကျွန်တော်ဖြည့်ဆွဲပြီးတော့တန်ပြတော့မှဖြစ်ပါတယ်သူခုနကပြတော့တာတင်မှာတော့ဒီ သူ့ော်ဒီကြဲရဲ့ဖိုးကြဲရဲ့ဒီတော့ရေကိုထောက်တဲ့ချိန်မှာသူကဒီကြဲရဲ့ဒီဟိုဟာကိုနင်းနေဖန်ပိုင်းကိုနင်းနေပွားလိုက်တာပေါ့သုံးခါလေးခါလာပွားပြီးတော့မှဒီကြဲကိုဟိုကတော့ရေထွေးအောင်လောက်လိုက်တာပေါ့ပြီးရင်မှသူကဒီကင်ပြီးတော့မှအာကခွဲကိုခံပြီးတော့မှဒီညှိချောက်လိုက်တာပေါ့ပြီးရင်မှသူကဒီမက်ကြဲရဲ့အင်္ဂါထည့်ကိုအဲ့ဒီတော့ရေကိုဆဲတာပဲကျွန်တော်တွေးလိုက်တယ်ဒါပေမဲ့ဒီဆေးရင်နဲ့ဆဲတာကိုတော့သူလောက်ပြသွားတာမတွေးလိုက်ဘူး ဒါပေမဲ့ကျွန်တော်ကပုံမပြည့်စုံအောင်အနေငယ်ဖြည့်ဆွဲပြီးတော့ကျွန်တော်ကပြန်ပြပေးတာဖြစ်ပါတယ်ဒီဘုသူတအနေနဲ့ပေါ့ဒီကြက်မွေးသူတွေအတွက်အထောက်အကူဖြစ်အောင်ဆိုပြီးတော့ကျွန်တော်အနေငယ်ရှင်းပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဆဲပြီးပြောပြပါမယ်ပထမဆုံးအနေနဲ့စားရည်လိုအပ်မှာဖြစ်ပါတယ်ဒီစားရည်ကိုဆေးဆိုင်တွေဒါမှမဟုတ်ဈေးကွက်ထဲမှာအလွဲတကူဝယ်ယူနိုင်ပါတယ်တပလန်ကိုဘက်လစ်စီကနေ55ဘက်လောက်ပေးရပါတယ် ဒီစာရည်ကိုတောက်ပမာဏတိုးပွားစေဖို့အတွက်ကြံမျိုးဆက်ရှင်မှာအသုံးပြုပါတယ်ဒုတိယပြည့်စည်ကတော့ခွဲပါဒီခွဲကိုဖိုကျဲရဲ့တောက်ကိုယူဖို့အတွက်အသုံးပြုပါတယ်ဖိုကျဲရဲ့ဖန်ကိုညှိထုတ်တဲ့အချိန်မှာတောက်ကိုခံယူဖို့ပါတတိယပြည့်စည်ကတော့ဆဲထွက်ပါဒီအကကတော့ဖိုကျဲရဲ့တောက်ကို မက်ကျဲရဲ့တောက်ဥပွန်တဲ့ထိုးထည့်ဖို့အတွက်အသုံးပြုပါတယ် AI စနိုင်းနဲ့ကြံမျိုးဆက်တဲ့အခါ ကျမ်းမျိုးဆက်ရှင်အတွက်အနည်းဆုံးလူနေရလိုအပ်ပါတယ်တချို့ကတော့တရားထည့်ဆက်ကြတာလည်းရှိပါတယ်တရားထည့်နဲ့မရဘူးလို့ဆိုရပါတယ်နှစ်ယောက်ဆိုရင်တော့ပိုအဆင်ပြေပါတယ်လူတရားကကျဲကိုကင်တွေရပါမယ်လောင်ကျဲကနေကျဲကိုထောက်ယူတဲ့အခါညင်သာစွာကင်တင်ပြီးပွားသက်ပေးပါတောင်ပန်းကိုကင်တာဒါမှမဟုတ်အမိကိုစုကင်တာမျိုးလောက်နိုင်ပါတယ်ကျဲကိုကင်ပြီးတာနဲ့ကျဲရဲ့ခေါအဆက်နီးပွားလာမှာစုကင်ထားပြီး ကျဲမျိုးဆက်ဖို့အသင်ဖြစ်အောင်တောင်ပါနဲ့ရှစ်ထားတွေကိုစုထားပေးပါဒါမှနောက်အဆင့်အတွက်အဆင့်သင်းဖြစ်မှာပါကျဲကိုကူကင်ပဲသူကဖိုကျဲရဲ့အမိကို အပေါ်မြောင်းပြီး အမိအမွဲတွေကိုဖွင့်ပေးပြီးဖိုကျဲရဲ့စိုးနှောကိုညင်သာစွာညှိပေးပါလက်တစ်ဖက်နဲ့စိုးနှောကိုညှိပြီးကြံလက်တစ်ဖက်နဲ့တောက်ခါမေးခွဲကိုကင်ထားပါလိုအပ်တဲ့တောက်ပမာဏရပြီဆိုရင်စားရတဲ့တူညီတဲ့ပမာဏရိုးဆက်ပါ ရရှိလာတဲ့ကျက်တော့ရီကိုဒီစားရည်နဲ့တူညီတဲ့ပမာဏနဲ့ရိုးစပ်ပေးပါကျက်မဖန်သေးကိုတုတ်ထိုးသွင်းတဲ့အခါကျက်ကိုကင်ထွေတဲ့သူကမက်ကျက်ရဲ့ဖန်ကိုတွန်းပြီးသုံးဥပွန်ပေါ်လာအောင်လုပ်ပေးပါဥရှာတဲ့ပွန်ကိုမြင်ရပါလိမ့်မယ်အသုံးပြုတဲ့တော့ပမာဏကသူညံ့တဲ့သမန်း9 cc လောက်ပါတော့ကိုသုံးဥပွန်ကျက်ကိုဖြည်းဖြည်းရှင်းထိုးသွင်းပါတော့ရီထိုးထည့်လိုက်တာနဲ့မက်ကျက်ရဲ့ဖန်ကကျုံသွားတာကို သတိထားမိပါလိမ့်မယ် AI စနိုင်းနဲ့ကဲမျိုးဆက်ရှင်နီလာကအရန်လွယ်ကူတွေဆိုတာမြန်တွေ့ရမှာဖြစ်ပါတယ်အဓိကအဆင့်၃ဆင့်ရှိပါတယ်ပထမအဆင့်ကတော့ကျက်ကိုကင်ပယ်ရှင်းဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ဖိုကျက်ကိုကင်ပယ်ပြီးတုံညိတ်ထုတ်ရှင်းဖြစ်ပါတယ်တတိယအဆင့်ကတော့ပုပ်ကိုမက်ဂျက်တီထိုးသွင်းရှင်းဖြစ်ပါတယ်တတိယအမှတ်အရှေ့ကတော့အပူရှင်ဖြစ်ပါတယ်အပူနဲ့ထိတွေ့ရင်ဖိုကျက်ရဲ့တော့ဟာအနေသွားပါတယ်ဒါကြောင့် ကျဲမျိုးဆက်ရှင်ကိုနေဘူးထဲမှာဒါမှမဟုတ်နေဘူးပြင်းတဲ့နေလေခဲလူမျိုးမှာပြုလို့ရှင်ကိုရှောင်ရှားတတ်ပါတယ်ဖိုကျဲရဲ့တော့ဟာမကျဲရဲ့တော့ဥပ္ပန်းမှာ9ရက်ကနေ9ရက်လားအသက်ရှင်နိုင်ပါတယ်မျိုးဆက်ဥဥနှုံးမှာရာခိုင်နှုန်းမြန်မာရှင်ရဲ့အနည်းဆုံးတစ်ပတ်ကို2ချိန်လားမျိုးဆက်ပေးတတ်ပါတယ်ဥပမာအင်္ဂါနေ့မှာမျိုးဆက်ပြီးကြာတဲ့ပတိနေ့ဒါမှမဟုတ်တာကြာနေ့မှာနောက်ထပ်တစ်ချိန်မျိုးဆက်တာမျိုးပြုလုပ်ပေးပါ ျွန်တော်တို့စီမားဒီ၁၅မျိုးကိုမှာယူရရှိနိုင်ပါတယ်စိုက်ဝန်ကြတယ်ဆိုရင်မှာယူရလိုက်စာကတော့သီလကြိုဆိုကော်မတီအမတ်နိုင်ငံ၌ထား၌မိုးဆွေလဆေးလေးရွက်တောင်းကလာပါမျိုးနေရန်ကုန်မြို့ဖုံးသူညံကိုခွန်ငေါငေါကိုရှာရှာရှစ်တဲရှာသူညံကိုခွန်ရှာငေါလေးနိုင်လေးနှစ်တိတ်ခွန်တို့ဆက်သွေမှာယူနိုင်သလိုသီလကြိုဆို Facebook ကတော့လည်းဆက်သွေမင်းများမှာယူနိုင်ပါတယ်ခင်ဗျာဒီ AI စနိုက်နဲ့ဒီ Jam Musician ဆိုတာကတော့ဒီ ဟိုကျဲရဲ့ဒီတုတ်ရီကိုယူပြီးတော့မှဒီမက်ကျဲရဲ့ဒီအင်ဂါတေးကိုထေးပြီးတော့မှဒီမျိုးပွားစေတဲ့စနိုက်ပေါ့နော်ဒီကျက်ဖက်နဲ့ကျက်မက်ကိုအတူတူထားပြီးတော့မှဒီမျိုးပွားတဲ့စနိုက်မဟုတ်ဘင်းနဲ့ဒီတောက်ရီကိုဒီကျက်ဖို့ဖိုကျဲရဲ့တောက်ရီကိုယူပြီးတော့မှဒီမျိုးပွားအောင်လုပ်တဲ့စနိုက်ဖြစ်ပါတယ်အဲ့ဒီမျိုးပွားအောင်လုပ်တဲ့နေရာမှာဒီအရေးကြီးဆုံးကတော့ဒီဆေးပေါ့ဒီဒီဒီဆေး ဒီ sibling ကတော့အရေးကြီးဆုံးပဲဗျာဘာဖြစ်လို့လဲဆိုတော့ဒီ AI စနိုင်းတဲ့ဒီကြက်တွေကိုဒီမျိုးပွားအောင်လုပ်တဲ့နေရာမှာဒီဆေးကဘာလို့အရေးကြီးလဲဆိုလို့ရှိရင်ဒီဖိုးကြက်ရဲ့ပောက်ရည်ထဲကနေပြီးတော့မှဒီပောက်ရည်ကိုယူလာပြီးပောက်ရည်ကိုခွဲထဲမှာထည့်လိုက်ပြီးဆိုလို့ရှိရင်ဒီပောက်ရည်ဟာဖိုးကြက်ရဲ့ပောက်ရည်ဟာဒီအပြင်ကိုရလာပြီးဆိုလို့ရှိရင် तू က main night 30လောက်အထက် तू ကထားလို့မရဘူး မိနိုက်30ဆိုလို့ရှိရင်သူ့ရဲ့ဒီပိုးတွေကဒီဟိုသေသွားနိုင်တယ်ပေါ့နော်ဒီအာအန်နဲ့ကုံသွားတာပေါ့ဒီပိုးတွေကအဲ့လိုဆိုလို့ရှိရင်သူ့ရဲ့ဒီသုံးရည်သက်သက်ဒီဖိုကျဲရဲ့ဒီသုံးရည်သက်သက်ကိုသူကနေပြီးတော့ရိုးဟိုမက်ကျဲရဲ့အင်္ဂါသေးကိုထိမိဆိုလို့ရှိရင်လေဒီအဲ့ဒီကျဲတွေမှာဒီမြို့ပေါ်စနိုက်မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဖိုကျဲရဲ့သုံးရည်ကြတော့ဒီအပူတောင်ကိုမခံနိုင်ဘူးပြီးတော့သူ့ရဲ့သုံးရည်တခုတင်းနေဆိုလို့ရှိရင်ဒီမြို့ပေါ်စနိုက်ဟာမကောင်းဘူးပေါ့ ဒီစားရင်လည်းသူကရိုးစားလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဒီတောက်ရည်ဟာအဲ့ဒီကျက်ဖက်စီကထွက်လာတဲ့တောက်ရည်ဟာဒီဟာနဲ့ရိုးစားလိုက်တယ်ဆိုလို့ရှိရင်သူရဲ့တောက်ရည်ဟာအကောင်ရည်များသွားတယ်ဗျာပြီးလို့ရှိရင်လည်းဒီအပူတောင်ကိုခါနိုင်တာပေါ့အပြင်မှာကြာရှည်ခါနိုင်တာပေါ့ဒါကြောင့်ဒီကောင်နဲ့ရိုးစားရတယ်အဲ့ဒီတောက်ရည်ကိုဒီကောင်အဲ့ဒီတောက်ရည်တစ်ခုစဉ်ဒီကောင်20 20အဲ့လိုမျိုးရိုးစားပြီးတော့မှဒီအုံပြရတာပေါ့နော်ဒီဆေးကတော့အရေးကြီးဆုံးပဲဗျာ ဒါပေမဲ့ DC ကအဲ့ဒီမှာပဲအသွုံဝင်လားဆိုလို့ DC ကအဲ့ဒီလိုမဟုတ်ဘူးဗျ DC ကဒီနွားတွေရှာနာခွာနာဖြစ်တဲ့အခြားသောကျဲငဲတွေမှာဒီအနာတွေပါတယ်ဖြစ်တယ်ဆိုလို့ရှိရင်ဆေးလို့ရှိရင် DC ကအရာအသွုံဝင်တယ်ဗျဒီနွားတွေပါတယ်ရှင်နာရှာနာခွာနာဖြစ်တဲ့နေရာမှာဒီဆေးဒီဆေးရင်နဲ့ဆေးလို့ရှိရင်အများဆုံးသဲတာတယ်ဒီနွားရှာနာခွာနာမှာဒီဆေးရင်နဲ့လိမ့်လို့ရှိရင်ဒီဆေးရင်နဲ့ဆေးပေးလို့ရှိရင် PMS ဆေးထိဒါဆိုရင်အများသဲတာတယ် ပြီးတော့ကျွန်တော်တခုဘုဒ္ဓတဲ့အနေနဲ့မျှဝေပြရှင်ကဘာလဲဆိုလို့ရှိရင်ဗျာကျွန်တော်ဒီနှထားနဲ့ဆင်းတဲ့ငါးခုနိုင်မှာပဲကျွန်တော်ဒီလိုက်ကောင်းဘယံဂျီနာဖြစ်တာပေါ့နော်လိုက်ကောင်းဘယံဂျီနာဖြစ်တဲ့အချိန်မှာကျွန်တော်ဘာတွေသွားတွေ့ရလဲဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံရဲ့ဒီဆေးရုံတွေမှာပေါ့ကျွန်တော်ဒီလိုက်ကောင်းဘယံဂျီနာကိုဗျာဒီခွေးဆိုင်တဲ့အချိန်မှာဘလို့လဲဆိုတော့ခွေးဆိုင်လိုက်ရဗျာကျွန်တော်ဒီခါကိုသူကဒီဆရာဝန်တွေကဒီဆရာဝန်မတွေကကျွန်တော် ခါကိုစေတလုံးထိုးလိုက်ပြီးတော့မှဒီမေးစေးပုံစံမျိုးလေးမဟုတ်ဘူးကွာ तू ကဒီအပိုင်းကိုအပိုင်းကိုသေတော့အောင် तू ကလောက်လိုက်တယ်ဗျာဘာခံစားမှုမှမရှိလို့အေးအပိုင်းဟာဒါနဲ့မပြောခွေးရှင်တလားပဲခွေးဗျာခွေးဆိုင်ရှင်တလားခွေးဆိုင်ကြိုက်တလားခွေးဆိုင်တော့လူတရားကိုဘလို့ပဲလောက်လို့ဘာခံစားရှင်မှမရှိတော့ဘူးအဲ့ဒီဒီခါပေါ်ဒီခါကိုကျွန်တော်စေတလုံးထိုးလိုက်တာဗောနော်အဲ့ဒီကျွန်တော်လိုက်ကောင်းမြေကြီးနာဖြစ်တဲ့အခါမှာကျွန်တော်ခွေးဆိုင်တဲ့အချိန်မှာအဲ့ဒီအချိန်မှာကျွန်တော်ဟာဘာခံစားရှင်မှမရှိတော့ဘူးဗျာ ဒီလိုက်ကောင်းမြန်ကြီးနာဖြစ်တဲ့အခါမှာကျွန်တော်ဘာခံစားချက်မှမရှိတော့ဘူးအဲ့ဒီရှိမှကျွန်တော်ခွေးဆိုင်လိုက်ရခွေးဆိုင်တော့လဲကျွန်တော်ဘာမှနာကျင်မှုမရှိတော့ဘူးအဲ့ဒီဆေးကိုထိုးလိုက်တဲ့အချိန်မှာဘယ်လိုဖြစ်သွားလဲဆိုတော့ရှိရင်ကျွန်တော်တနက်၈နာရီနဲ့၄နာရီတည်းကျွန်တော်တိုက်မမှန်မိတော့ဘူးအဲ့ဒီရှိမှမှကျွန်တော်ရှင်သားတွေလှောက်လို့ရတယ်ဗျာဒီအဲ့ဒီလိုက်ကောင်းမြန်ကြီးနာဖြစ်တဲ့အချိန်မှာကျွန်တော်ဆေးထိုးလိုက်တဲ့အချိန်မှာအဲ့ဒီသူတို့ကမ်းမတ်ထားတဲ့နာရီတို့တော့ကျွန်တော်ရှင်သားတွေကမြှဲလို့မရဘူးဒီအပိုက်တစ်ခုလုံးကအကုန်လုံးပြေသွားတယ်ဗျာဘာခံစားချက်မှမရှိတော့ဘူး အဲ့ဒီချိန်မှာကျွန်တော်ကိုအနာကိုပြဒီအရက်ပြန်နဲ့မစီပင်နဲ့သူတို့ကဒီဒီဆေးပလဲကိုပဲကျွန်တော်ကိုဝေခိုင်းတယ်သူတို့စီကတည်းကကျွန်တော်ကိုပေးလိုက်တယ်ပြီးတော့မဲကုံလို့ရှိရင်တဲ့ဒီဆေးပလဲနဲ့ပဲသုံးပါတဲ့မဲအရက်ပြန်မသုံးနဲ့တဲ့ကျွန်တော်ကိုကျွန်တော်ဒီဆေးကိုဒီအဲ့ဒီလိုက်ကောင်းပြန်ကြီးနာကျွန်တော်ကိုခွဲဆိုင်တဲ့အချိန်မှာကျွန်တော်အနာကိုဆေးလို့ရှိရင်ဒီဆေးနဲ့ပဲသုံးတယ်ဗျတကယ်ကောင်းတယ်ဗျဒီဆေးလေကျွန်တော်ဒီအရက်ပြန်တဲ့အများကြီးကောင်းတယ်လို့ပြောရှင်တယ်အနာနဲ့ပတ်သက်ပြီးတော့ဒီအနာကိုဆေးတဲ့အချိန်မှာတအားထိရတယ်ဒီဆေး ီဆေးဒီဒက်ဆာဆေးကျွန်တော်လိုက်ကောင်းပြန်ကြည့်တာဖြစ်တော့ဒီဆေးနဲ့ပဲဆေးတယ်ကျွန်တော်ဒီဟိုဟာကိုလုံးဝမသုံးဘူးကျွန်တော်ဒီဗာလဲအရေးပြန်ကိုကျွန်တော်လုံးဝမသုံးဘူးဒီဒီဒီဆေးနဲ့ပဲဒီကျက်ဒီကျက်မျိုးရင်ဆဲတဲ့ဆေးနဲ့ပဲကျွန်တော်အဆေးတာပြီးတော့ထိုင်းနိုင်ငံမှာအများစုသောမွေးမြူးသမားတွေကဒီကျွေးနွားနဲ့ဒီ site တွေနဲ့အရှောက်ဝဲတွေမှာရှာနာခွာနာဖြစ်တယ်ဆိုလို့ရှိရင်သူတို့ကဒီ data ဒီဆေးရည်နဲ့ဒီ ဒန်ဆာဆေးရည်နဲ့ဒီဆေးရည်နဲ့သူတို့ကဆေးကြိုးတွေဗျာဒီကောင်အနာကိုမြန်မြန်သဲတာရှိတယ်ဒီအနာတွေကိုမြန်မြန်ပြောက်ခဲ့ရှိတယ်ဒီကောင်နဲ့ဆေးရည်တအားသက်တာတွေဗျာကျွန်တော်အလောက်လောက်တဲ့အချိန်မှာဘလို့ဖြစ်လဲဆိုတော့ဗျာဒီဆေးပလင်ကဒီဆေးရည်ပလင်ကဒန်ဆာရည်ဆေးပလင်ကကျွန်တော်အလောက်လောက်တယ်ဗျာအဲ့ဒီအနာနဲ့ဒီလိုက်ကောင်ပြေကြီးနာဖြေးပြီးတော့ကျွန်တော်ခွဲစိုက်ပြီးတာနဲ့လဲနှရဲသုံးရဲလေးရဲလားကျွန်တော်နာပြီးတော့မှကျွန်တော်အလောက်လောက်တဲ့အချိန်မှာခနဲလေးလောက်တာနဲ့ကျွန်တော်တအားပဲနာပြီးတော့ဖြစ်တဲ့အချိန်မှာဒီဆေးနဲ့နည်းနည်းဆေးလိုက်တာနဲ့ရှက်ရှက်အောင် တက်တာတော့နေပြကျွန်တော်တကယ်အံ့ဩတယ်ဒီ serial အာနိသင်ကိုလीဟုတ်ကဲ့ကျွန်တော်ဒီပြောရှင်တာကတော့ဒီ serial အကြောင်းအဓိကမဟုတ်ဘူးပေါ့နော်ဒီကျဲကို AI စနိုင်းနဲ့မျိုးစရတဲ့အကြောင်းကိုအဓိကပြောရှင်တာပါဒါပေမဲ့ AI စနိုင်းနဲ့မျိုးစရရမှာ discipline ကမဖြစ်မရှိမဖြစ်အရေးကြီးတယ်ဒီ data ဒီ serial plan ကစာရေး plan ကဒီစာရေး plan ကအရေးကြီးဆုံးပဲဒီစာရေး plan နဲ့ရိုးစရပြီးတော့မှလောက်ရမှဒီအဲ့ဒီဖိုကျဲရဲ့တောက်ရည်တွေဟာဒီ ီအပြင်မှာနေအောင်တောင်ခါနိုင်တာပေါ့နော်နေဘူးရှင်တောင်ခါနိုင်တယ်ပြီးတော့တောက်ရည်ကိုများများဒီပွားများစေတယ်ပေါ့ပြီးတော့မှနေအောင်တောင်ခါနိုင်တယ်ပြီးတော့မျိုးအောင်စေတာပေါ့အဲ့ဒါကြောင့်ကျွန်တော်ကဒီဟာနဲ့လာပြီးတော့မြဝေပေးတာပါဟုတ်ကဲ့ပါဒီနေ့မြဝေပေးခဲ့တဲ့ share လက်တွေကတော့ကျဲမွေးတောင်သူများအတွက်အချိုးရှိလိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ကျဲမွေးမြွေနဲ့ပတ်သက်တဲ့ဘုသူတရားစီရာဗီဒီယိုတွေကိုလေ့လာရှင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel နဲ့ဒီ Facebook page ကို follower နဲ့ subscribe လောက်ထားပေးခဲ့ပါဟုတ်ကဲ့ပါကြည့်ရှုအပေးသွားကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ကတော့ဒီလပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာမှပဲပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ